အဆုံးဖြတ်လိုက်ကြပါတယ်။သူ့ကိုပြန်ပို့ဖို့ကားပေါ်တင်လိုက်တာနဲ့မျက်လုံးကိုပြန်မှိတ်ထားလိုက်တာကြောင့်အရာရှိကနောက်ဆုံးတစ်ချိန်လောက်ဘာလို့ကြည့်မသွားတာလဲလို့မေးတော့သူက "तू ကြည့်လိုက်ရင်မှတ်မိသွားမှာဖြစ်ပြီးတော့စီစီအခန်းထဲရောက်ရင် तू ထုတ်ပြောမိသွားလိမ့်မယ်"လို့ပြောပါတယ်။ဒါမဲ့လည်းတောင်ကိုရီးယားဘက်ကဟာသူ့ကိုလှည့်စားလိုက်ပါတယ်။သူ့ကိုခေါ်လာတဲ့ကားကိုစိုးမျိုးရဲ့လမ်းပေါ်မှာရက်လိုက်ပြီးအပြင်ထုတ်လိုက်ပါတယ်။သူကလည်းလှည့်စားခံလိုက်ရတာသိသွားတာကြောင့်မျက်လုံးမဖွင့်ပဲပိတ်ထားပေမဲ့သူ့ကိုလူတစ်ယောက်ကဝင်တိုက်တာကြောင့်လဲကြပြီးကြည်လိုက်မိပါတယ်။ ဲဒီချိန်ကျတော့မှသူမြင်လိုက်ရတဲ့မြင်ကွင်းကိုမယုံနိုင်ဘူးဖြတ်သွားပါတယ်။မုံမျောတိုက်ကြီးတွေစမ်းသစ်တဲ့အဝေးစားတွေနဲ့လူတွေကြောင့်သူမြင်လိုက်ရတာကဘာတစ်ကြီးတစ်ခုလိုပါပဲ။အရာအလုံးကအသေးစမ်းတွေဖြစ်နေပြီးသူ့အတွက်အားလုံးထူးဆန်းနေပါတယ်။အဲဒီညမှာပဲမိန်းကလေးတစ်ယောက်ကိုလူနှစ်ယောက်ကပြေးလိုက်နေတာနဲ့ကြုံလိုက်ရပြီး သူကဝင်ကယ်ပေးလိုက်ပါတယ်။မိန်းကလေးကပြည်စားအလုပ်လုပ်တာဖြစ်ပေမဲ့ဒီနေ့ကတော့မလုပ်ဘူးလို့ညင်းလို့အနိုင်ကျင့်တာခံရတာပါ။ဒီမိန်းကလေးကနေဘက်မှာသူမြင်ခဲ့ရတဲ့လူတွေလိုပျော်ရွှင်နေတာမျိုးမဟုတ်ပဲကွဲထွက်နေပြီးမိန်းကလေးကသူ့ဘဝရဲ့ဝမ်းနည်းစရာကောင်းတဲ့အကြောင်းကိုပြောပြပါတယ်။အဲ့ဒီအချိန်လေးကျမှသူကတောင်ကိုရီးယားကအယမ်းချမ်းသာနေရင်ဘာလို့လူတချို့ကအခက်ခဲဖြစ်နေသေးတာလဲလို့တွေးမိသွားပြီးအယားရှိနဲ့ပြန်တွေ့တဲ့အခါမေးကြည့်ပါတယ်။အယားရှိကအလင်းရောင်ကောင်းလေလေအရေးပိုပေါ်လေလို့ပြောပြပြီး ။အရန်ချမ်းသာတဲ့နေရာမျိုးမှာတော့လူတိုင်းတော့အဆင်မပြေနိုင်ကြဘူးလို့ပြောပြလိုက်ပါတယ်။နောက်ဆုံးမှာတော့သူ့ကိုပြန်ပို့မယ်လှေစိတ်ကိုခေါ်လာလိုက်ပါတယ်။သူကတော့သူ့နိုင်ငံကိုသစ္စာရှိချောင်းပြဖို့တောင်ကိုရီးယားကအဝေးစားတွေကိုချွတ်ပစ်လိုက်ပြီးပြန်သွားပါတယ်။မြောက်ကိုရီးယားစိတ်ကမ်းမှာတော့သူ့အတွက်ကြိုးစိုးပွဲကြီးရှိနေပါတယ်။ ဒါမဲ့ဒါကတော့အပေါ်ယံပဲဖြစ်ပြီးပွဲပြီးတာနဲ့သူ့ကိုစစ်စေးရေးကန်းနဲ့ခေါ်သွားပြီးတော့တောင်ကိုရီးယားမှာမြင်ခဲ့ရသမျှကိုဟိုဘက်နိုင်ငံမှာတော့လိုပဲထက်ခါထက်ခါချရေးခိုင်းပါတယ်။နောက်နေမှာတော့သူ၅ဖမ်းဖို့သွားပေမဲ့သူ့ရဲ့၅ဖမ်းလိုင်စင်ကိုရုပ်သိမ်းလိုက်ပါပြီ။သူ့မိသားစုတို့က၅ဖမ်းမှစားရမှာဖြစ်လို့အမိန်ကိုလွန်ဆန်ပြီး၅ဖမ်းထွက်ဖို့လုပ်ပါတယ်။စစ်သားကသူ့ကိုထွက်မသွားဖို့အမိန်ပေးပေမဲ့လေသူကတော့လက်မခံပဲလှေနဲ့အတူထွက်သွားပါတယ်။နောက်ဆုံးမှာတော့တနက်တန်တစ်ချက်ထွက်လာပြီးသူလဲလှေပေါ်မှာလဲကျသွားပါတော့တယ်။